အားလုံးမင်္ဂလာပါဒီနေ့မှာတော့ Arsenal U23 တောင်ပိုင်းတိုက်စစ်ကစားသမား Charles Kwame Sago Junior အကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်။ Sago ကသူကတော့အင်္ဂလန်နိုင်ငံသားဖြစ်ပါတယ်။မွေးတက်ဂရိတ်ကတော့တန်2004ခုနှစ်မှာမွေးခဲ့ပါတယ်။လက်ရှိအသက်ကတော့22နှစ်ရှိပါပြီ။ Arsenal U23 ရဲ့တောင်ပိုင်းတိုက်စစ်ကစားသမားအဖြစ်ကိုတော်လကောင်းတိုက်စစ်မှုအဖြစ်တော်လကောင်းကစားပေးနေတဲ့ကစားသမားဖြစ်ပါတယ်။ နိုင်ငံအနေနဲ့ကတော့သူကအင်္ဂလန်နိုင်ငံသားအဖြစ်ခံယူဖို့များပါလေသူတို့ပဲဂါနာနဲ့လိုက်ပီးရီးယားတွေဘွားလည်းဟုတ်ပါတယ်ဆိုတော့သူကတော့အလက်ရှိအာဆင်နယ်ရဲ့အတိတ်ကယူ23မှာအားကိုးရတဲ့ကစားသမားလေးဖြစ်ပါလေသူကအရင်ငယ်ငယ်ကတော့တာ2015အထိတော့ဖူဟန်အတင်းမှာသူ့ရဲ့ကစားသမားဘဝကိုစခဲ့တယ်လို့ပြောလို့ရပါလေအသက်12နှစ်ရောက်တဲ့အချိန်မှာတော့အသက်12နှစ်ကနေပြီးတော့ ်လက်ရှိအချိန်ထိမှာတော့အာဆင်နယ်ရဲ့အကယ်ဒမီမှာပဲကစားပြီးတော့သူ့ရဲ့ကစားသမဘဝကိုဖျက်ဆီးနေတာဖြစ်ပါတယ်။သူ့ရဲ့ပွဲထွက်အာဆင်နယ်တင်းနဲ့ပွဲထွက်တဲ့အချိန်ကတော့ဒါအချိုကြီးဖလားအာအချိုကြီးဖလားပွဲမှာ2023ခုနှစ်စက်တင်ဘာလ29ဘရာဖိုနဲ့ကစားခဲ့တဲ့ဒီ EFL ဘွဲစင်မှာသူ့ရဲ့ကစားသမဘဝကိုအာဆင်နယ်တင်းကြီးနဲ့သူပွဲထွက်ခွင့်ရခဲ့ပါတယ်။အဲ့နောက်မှာတော့သူကဆွန်စီစီးတီးကိုအငှားကစားခဲ့တယ်။ ီးတော့နှစ်ပွဲလောက်သူကစားခဲ့ရပါတော့ပြီးရင်တော့2024မှာတော့ရှရူပယ်ရီထောင်းအသင်းကိုလည်းသူကထပ်ပြီးတော့အငှားကစားထွက်ခဲ့ရပါတယ်ပြီးလက်ရှိချိန်မှာတော့ဇန်နဝါရီလကတည်းကနေပြီးတော့လက်ရှိချိန်မှာတော့အာဆင်နယ် U23 မှာပြန်လည်ပြီးကစားနေတာဖြစ်ပါတယ်လက်ရှိအာဆင်နယ် U23 မှာတော့သူက9ပွဲကစားပြီးချိန်မှာတွင်ကိုအဖြစ်3ကိုကိုဖန်တီးမှုအဖြစ်3ချိန်ဖန်တီးပြီးတော့မှခြေစွန်းပြကစားနေတဲ့ အဓိကကစားသမားအဖြစ်အာဆင်နယ်ရဲ့ U23 ရဲ့အဓိကအသက်စစ်ကစားသမားဖြစ်တဲ့သူကလက်ရှိမှာအာဆင်နယ် U23 နဲ့တူကစားသမားပေါ်ကိုဖြတ်တန်းနေတာဖြစ်ပါလေသူရဲ့ခြေစွမ်းတွေကတော့နောက်ပိုင်းတော့အရင်ကြီးတော့တုတ်တက်လာပေမဲ့လက်ရှိမှာအာဆင်နယ် U23 တဲ့တော့အဓိကကစားသမားဖြစ်ပေါ်ဝင်ကစားနေပြီးတော့မှခြေစွမ်းပြနေတာဖြစ်ပါလေဒီကစားသမားကထပ်ပြီးတော့ခြေစွမ်းပြလာရင်တော့ အသေးကြီးမှာထပ်မြင်ရဖို့ရှိပါလေ သူ့ရဲ့ကစားပုံကတော့ဒါဆကာနဲ့လည်းနည်းနည်းဆင်တယ်လို့ Gset Gabriel Gset နဲ့ဒါ Volosky Triple ဘိုင်းမှာတော့ဒီ Gabriel Gset နဲ့ကစားပုံချင်းနဲ့တူပါတယ်ဒါပေမဲ့လက်ရှိမှာတော့ Arsenal မှာတော့အရင်ကြီးမထွန်းတောက်ပေမဲ့ဒီကစားသမားလေးကတော့လက်ရှိ Arsenal U23 မှာတော့အဓိကတိုက်စစ်အဖြစ် Arsenal U23 ကိုဦးဆောင်ပြီးတော့မှာ အာတိုက်စစ်ကိုပေါ်ဆောင်ပေးနေတဲ့ကစားသမားဖြစ်ပါတယ်။တောင်ပံပိုင်းနေတိုက်စစ်ပိုင်းဒီမှာဆိုသူ့ရဲ့ဖန်တီးမှုတွေသူ့ရဲ့ထိုးဖောက်မှုတွေကိုအတိကအာဆင်နယ်ယူ23ကအားကိုးနေရတာဖြစ်ပါတယ်။ဒါမက်တောင်မန်ကလည်းရန်ပန်းရန်ခါမတာအာဆင်နယ်ယူ23မှာကစားပေးတဲ့အတွက်လက်ရှိအာဆင်နယ်ယူ20ရဲ့3ရဲ့တိုက်စစ်မှာတော့သူကအဓိကဖြစ်ပါတယ်။စာကိုရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ပရိသတ်တွေရဲ့ထင်မြင်ယူဆချက်ကိုလည်း comment မှာရေးပေးခဲ့လို့ရပါလေ။ ျွန်တော်နောက်ထပ်အာဆင်နယ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နောက်ထောင်ပဲပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်